ရဲဘော်ကြီးအထီးမကြံတော့ပါရဲဘော်ကြီးဟာမောင်လမွေးထက်9နှစ်10နှစ်လောက်ကြီးတာမို့သူနဲ့ဆက်ဆံတဲ့အခါမှာလေးလေးစားစားပဲဆက်ဆံခဲ့ပါတယ်သူဟာစစ်အာဏာရှင်တွန်လိုက်ရေးမှာတကယ်ကိုတိတိစိတ်ပေးဆက်ခဲ့သူဖြစ်တယ်ရဲဘော်ကြီးဟာအိမ်အောင်ကွဲထားတဲ့သူတယောက်ဖြစ်ပြီးသူဇနီးသားနဲ့သမီးကရက်ဝေးမှာပါသူဟာတကူတဲ့ထီထီးကြီးဘဝနဲ့စစ်အာဏာရှင်ကိုတွန်လှန်နေသူတူပါပြီးတော့သူသားသမီးဇနီးနဲ့ပတ်သက်တာတွေကိုယင်ထဲမှာပဲတိုင်းထားတတ်ပြီး သူ့အမေအသက်80ကျော်နေမကောင်းဖြစ်ရင်သာမျက်နှာညှို့တတ်သူဖြစ်တယ်။အမေနေမကောင်းရင်စိတ်ထဲသိမ့်နေလို့မကောင်းဘူးဆိုတဲ့သူ့ရင်ဖွင့်စကားတန်ကိုမောင်လူမွေ3-4ချိန်ကြားခဲ့ပူပြီးသူ့မိသားစုနဲ့ပတ်သက်လို့တော့သူ့ရဲ့တခုတည်းသောပိုင်ဆိုင်မှုဖြစ်တဲ့အိမ်ဝင်းကိုရောင်းပြီးသူ့သားနဲ့သမီးစီကိုပတ်ဆံပို့လိုက်တယ်ဆိုတဲ့စကားပဲပြောမှုပါလေ။ရဲဘော်ကြီးဟာအလုတ်ကိုစီးစနစ်ရှိရှိလောက်ကင်တက်သူဖြစ်ပြီးတက်ရက်တန်ရှင်းသူလည်းဖြစ်ပါလေ။ချက်ပြုတ်တဲ့နေရာမှာအမြဲတန်ရှင်းနေပြီးအိုးတွေကိုကင်ထွယ်တဲ့လန်နီးစုပ်ကအစ တန့်ပြန့်နေအောင်ရှော့ဖွတ်ထားတတ်သူပါတပ်ဖွဲ့ကပေးတဲ့အလုတ်တောင်းဝင်တွေကိုမပြီးမချင်းဒီဇိုင်းမမတ်လုပ်ကင်တက်ပြီးအားရင်အားသလိုအခြားရဲဘော်တွေကိုကူညီပေးတတ်သူဖြစ်ပါတယ်သူဟာတနေကုန်တော်လိုင်းရင်းနဲ့ပတ်သက်တာတွေလုပ်ပြီးညကျရင်ရမကာလေးနဲနဲနဲ့အလုတ်ပင်မမှုကိုဖြေဖြောက်ပါတယ်ဒါတော့ရန်ပန်ရန်ကာမှသာသူဒီလိုအပန်းဖြေနိုင်တာပါဘိုးတွေရွာတဲ့တရက်မှာ သူဟာငေးငိုင်လို့နေပါတယ်ဘာဖြစ်တာလဲဆိုတော့အရက်ပလင်းကြောက်ွဲသွားလို့တဲ့ မောင်လုံးမွေးလည်းနောက်ထပ်ဝဲဖို့အိတ်ထဲကပိုက်ဆံထုတ်ပြီးတော့အာနာပြုံးနဲ့သူယူပြီးနောက်တစ်ခေါက်ထပ်သွားဝဲပါတယ်။တော်လည်ရေးမှာဘဝမြုံနယ်ထားတဲ့ရဲဘော်ကြီးကိုအခါအားလျော်စွာဒီလိုတွေဖြည့်ဆည်းပေးခဲ့ရလို့မောင်လုံးမွေးတယောက်ကျေနပ်နေခဲ့ပါတယ်။ရဲဘော်ကြီးဟာမက်ဒလင်လေးဒီပီဘဝအမောတွေကိုဖြည့်ဖြောက်တတ်ပါတယ်။ပြက်စင်မီမရှိညမောင်မောင်မှာရဲဘော်ကြီးရဲ့အလွမ်းအဆွေသချင်းတွေကိုကြားရတတ်ပါတယ်။သူ့ရင်ထဲကအထီးကျန်မှုဟာမက်ဒလင်ကျိုးတွေကနေတဆင့်တုံခါပြီးပြန့်လွင်လာတာဖြစ်ပါတယ်။ ချစ်တက်တဲ့တဲတော်မောက်မှာရှိတယ်။မုန်းကျင်လဲမုန်းလိုက်တော့ကွယ်တဲ့။ low profile နဲ့နေပြီးတော်လိုင်းရင်းမှာတကယ်ပေးဆက်နေတဲ့သူလို့တက်ဖွဲ့ရဲ့အကြီးကဲကရဲဘော်ကြီးနဲ့ပတ်သက်ပြီးမောင်လူမွေးကိုပြောပြဘူးပါလေ။သူ့မှာဖုန်းစုံလေးရှိတာပြတ်သွားလို့ရှိတဲ့ပိုက်ဆံလေးနဲ့ပြုပြင်ရှာပါလေ။ပြင်လို့မရတော့သူများပေးတဲ့အထိုင်ဖုန်းအဟောင်းကိုသူသုံးပါလေ။စစ်ဖက်နဲ့လည်းကောင်းကောင်းမရှိတော့သူ့ရှိတဲ့ပတ်ဆံလေးနဲ့အိန္ဒိယဘက်သွားတဲ့ရဲဘော်ကိုဖနှက်မှားပါလေ။အိန္ဒိယကဖနှက်အစ်တလေးရောက်လာပြီးရပိုင်းတွင်မှာပဲ ရဲဘော်ကြီးဟာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးခဲ့ရပါတယ်။ဒူတရိုဒီသေးသိမ်းထားတဲ့ဖနက်ကလေးကိုတခါမှဝန်မသွားရတာသတိထားမိပါတယ်။သူကြာဆုံးတာကိုအသက်အရွယ်ကြီးလွန်းလို့မှန့်ညံပျောက်ဆုံးစပြုတ်နေတဲ့သူ့အမေကိုလည်းမပြောဘဲထားကြရပါတယ်။သူ့နာရေးကိုသူ့သားသမီးတွေလည်းမလာရောက်နိုင်ကြပါဘူး။ရဲဘော်ကြီးကြာဆုံးတာတစ်နှစ်ပြည့်တော်မှဖြစ်ပါတယ်။သူ့ထီးချက်မှုတွေအဆုံးသတ်သွားတာလည်းတစ်နှစ်ပြည့်တော်မှဖြစ်ပါတယ်။အခုတော့ရဲဘော်ကြီးဟာ သူ့နဘေးမှာသူ့ရဲ့ရဲဘော်ရဲဘက်၅ဦးနဲ့အတူအာဇာနီအုပ်ကူလေးထဲမှာလဲလျောင်းနေပါပြီ။ဖနက်တစ်တရံကျိုးပြတ်သွားတဲ့မက်ဒလင်တလက်စားဖို့ပြင်ထားတဲ့ထမင်းပွဲလေးတစ်ခုဖယိုဖယဲဖြစ်ကြံရိတ်ခဲ့တဲ့မြင်ကွင်းကိုတော့မောင်လူမွေးမေ့နိုင်တော့မှာမဟုတ်ပါဘူးခင်ဗျာ။မောင်လူမွေး